်ချစ်ရင်အောင်ဗျာချစ်ရင်ပဲဖြစ်ဖြစ်မိုးရင်ပဲဖြစ်ဖြစ်ပေါ့ဒီပခုံးနဲ့တိုက်လိုက်အောင်လူတယောက်ကကိုယ်ပြန်ပြုံးပြနိုင်အခုသူ့နေရာမှာကိုယ်ရာဆိုတဲ့စိတ်တက်ပေါ့ဘယ်သူမဆိုပါခံစားကြည့်လိုက်ပါဒါပေမဲ့တခုချီးကျူးတာအောင်သူလူငယ်စိတ်မမွေးဘူးမမွေးပဲနဲ့ခန္ဒီစဆိုတဲ့တိခံခြင်းကိုမွေးဝတာဂုံယူတယ်အဲကောင်လေး ဘုရားတရားနဲ့မဝေဘူးကျွန်တော်အနောက်ရှက်ဆိုတော့ပေါ်တယ်ဗျအနောက်ရှက်ဆိုတော့ပေါ်အဲ့ဟာတွေကို तू ကတိုက်မဲ့ခလုတ်တွေထိုးမဲ့အစူးတွေကိုဖယ်ရှားလိုက်သလိုပါပဲကောင်းပါလားဟုတ်တယ်တချို့ကြရဟိုမေးမေးနေတာဇာတန်သပင်မရှိလို့သပင်ရှိဟိုကပြောပါတယ်မဟုတ်အောင်သဘူးမဟုတ်ဘူးလို့ကျွန်တော်လန်သဘူးလို့လူတွေကလည်းမှားပါ ရှင်လေးအခုပြောတဲ့နှခန်းနှခန်းလေးနဲ့မသိဘူးလားနှခန်းလေးနဲ့မျက်လုံးလေးနဲ့သူ့လိုပဲညှို့မျက်လုံးလေးပါတယ်ဟာရှိတာပေါ့ကြည်ပြီးတော့တောင်ဟောဖြစ်တယ်သူ့ဟာဘာကြီးပဲဖြစ်နေတယ်နော်လူတယောက်ကဥပမာလက်ကလေးနဲ့တို့တာလို့လက်ကလေးနဲ့တို့တာလို့ချစ်ရင်တောင်ဗျာချစ်ရင်ပဲဖြစ်ဖြစ်မိုးရင်ပဲဖြစ်ဖြစ်ပေါ့ဒီပခုံးနဲ့တိုက်လိုက်အောင်လူတယောက်ကဘောပြန်ပြုံးပြနိုင် အခုသူ့နေရာမှာကိုရာဆိုတဲ့စိတ်တက်ပေါ့ဘာလို့မဆိုပါခန်းသားကြည့်လိုက်ပါဟောဆိုသူကအရေးသက်ကိုအောင်အောင်မြင်ရအောင်အတွက်စူးစမ်းနေတဲ့ဒါတက်တစ္ဆာလေလက်စားလူငယ်လေဒါပေမဲ့တခုချီးကျူးတာအောင်သူလူငယ်စိတ်မမွေးဘူးမမွေးပဲနဲ့ခန္ဒီစဆိုတဲ့တိခံခြင်းကိုမွေးသွားတာဂုံယူတယ်အဲကောင်လေးဖရာသေးရနဲ့မဝေးဘူးမိဘတွင်တင်ဆုံးမမှုအောက်မှာနဲ့အတူ သူ့ရဲ့ဇာသမားကြီးရဲ့တူနေဆုံးမမှုအောက်မှာမသွေးမသိမ်းလိုက်နာနေတဲ့ခလေးဆိုတာဒါမြေကြီးလက်နဲ့ပုတ်ပြီးတော့လွဲ့လွဲ့ပါဘူးအမလွဲ့ဘူးဟောတော့လူငယ်လေးဟုတ်လို့ပုံပြလုံးမှာဘုံနိုင်ရမှာဒါပေမဲ့လက်လိုက်ရိုက်ဟိုကနေတဲ့အချိန်မှာပိဋိဒတ်ရှိတယ်ကိုယ့်ရဲ့ကျေးဇူးရှင်ပိဋိဒတ်ပိဋိဒတ်ရုံးရင်းဆန်ကားဖြစ်သွားမယ်ခေါင်းဆောင်ကြီးကိုကသမီးဟိုဟင်းဟိုကြီးလေအဲ့ခေါင်းဆောင်တယောက်ကဝုံနိုင်ထားလို့လည်းရှိသူ့ရဲ့နောက်ပိုင်းမှာ သူ့အာကိုနေတဲ့သူ့အာကိုနေတဲ့ဒီပရိသတ်တွေဟိုပြီးတော့ရှင်ထမင်းရှင်ဟင်းရှင်ယေသူရှင်နေပြီးတော့သူ့ရဲ့တပ်ဖွဲ့လုံးနောက်ကဘုံတိုင်းပါဝါခဲ့လို့ရှိရင်တမျိုးတပီဖြစ်သွားမှာလေတမျိုးတပီဖြစ်သွားမဲ့အတွက်ကြောင့် तू ကထွက်လိုက်ဒေါသကိုမျက်နှာမှာပေါ်တယ်လေဒေါသတော့ထွက်တာပဲကိုရဲဒေါသထွက်တယ်လူကြီးဒေါသထွက်ပြီးပူဆိုးတယ်ဆိုတော့အဲ့ဒေါသကိုထိန်းသွားတာလေးကကြက်ကလေးပိုက်ပြီးတော့ လိုလှည့်ထသွားတာမျက်နှာလေးလွှဲလိုက်တာလေးကဒေါသကိုထိမ့်လိုက်တာပါကောင်းပါလေသူကရှေ့ချောက်အောင်မြုံးပါအေးလူရှင်တော်တွေဟိုဟိုဖြစ်တာအဘာလဲပေါ့ပုတ်ကျွန်တော်ကထင်တာတော့အော်လို့မကြီးအုပ်ထားတော့သူတို့ထဲရလားဒါမှမဟုတ်သူတို့နဲ့ပတ်သက်တာလားကျွန်တော်လည်းအခုတည်းကမသိသေးဘူးလေမသိသေးဘူးဒီလိုင်းပေါ်မှာဟိုဟာဖြစ်လို့တာကျွန်တော်ကမမြင်ဘူးအိမ်ကပြလို့တာဟာဒါကြီးကမလုပ်တင်ဘူးလို့ဟိုဘလောက်ကြီးပဲရင်းနေရင်းနေတယ်ပေါ့နော်ကို့ကိုမွေးတဲ့ဒီအဖေအမေတွေတော့အဲ့လိုဒေါသထွက်ရအောင်ချိန်နဲ့ ကန်နေဦးတာမဟုတ်တာဟုတ်တယ်မဘလောက်ကြီးချမ်းသာနေပါလိမ့်ဗျာဘလောက်ကြီးဟိုဟာဖြစ်နေပါအတင်းရနေပါလိမ့်လူအတိတရားလေးရှိဖို့အဓိကလေလူဆိုဟုတ်တယ်တဖာသားငါဒါလှုပ်လိုက်လို့ပေါ်ပင်ရင်လို့လားပေါ်ပင်ရင်တမျိုးမျိုးမီစီတင်လိုက်ပေါ်မှုတာမဟုတ်သူ့အဖေနဲ့ကိုကျွန်တော်တို့တပွဲရက်ကဘူးဗျာသူ့အဖေကအရင်ကတီးဝိုင်းထောင်အောင်တီးဝိုင်းထောင်တော့ကျွန်တော်တို့ကဘူးအဲ့ကလေးကကျွန်တော်တို့သူ့အဖေပွဲမှာသွားကနေတဲ့အချိန်မှာငငယ်ပဲရှိသေးတယ်အချင်းလေးဆိုနေတာပဲရှိသေးတယ်သူကအချင်းလေးဆိုအဲ့ဟိုနေရာမှာကျွန်တော် ကမတင်ရောက်သွားဂုံးကြီးနဲ့ရောက်သွားအဲ့ကူကရွှေပြည်သားကိုရွှေပြည်သားဘွဲကိုရောက်သွားတော့အတူအဖေနဲ့သွားဆုံလားဟောတော့မယောင်းစုရောက်နေပေါ့မယောင်းစုရောက်နေသွားဖြစ်နေတာအဲ့တော့မှအဲ့ဇဘူးသွားကျွန်တော်အောင်သူသွားလဲကိုကကြည်နေတယ်လိုင်းမော်ကကြည်နေတယ်ဟောမသိဘူးလေတူသားမန်းဘာမှမသိဘူးနောက်တော့အဲ့မှာတွေးလိုက်တော့မှမျက်နှာချင်းနဲ့တွေးတယ်မှာအတားအခုသားကြီးဟာအခုသားလားဒီရွယ်တော့ရောက်အောင်ဘူးအဲ့တော့မှဟောတော့ကိုညီကိုလိုနေနေတဲ့လူပြသားဆိုတော့ ကိုသူကိုသားပဲပေါ့အဲဘယ်လိုသိကြရဆိုတော့မကောင်းပါဗျာဟိုတစ်ခါဟိုကဒါပေမဲ့လူငယ်ဆိုပေမဲ့အဲခန္ဒီစိတ်ကြီးထားလိုက်တာပိုကောင်းပါလေဒေါသစိတ်မထားပါဘူးဆိုတော့အောင်မြင်နေတဲ့အချိန်မှာဖြစ်တတ်တယ်ဗျာအောင်မြင်မှုလမ်းရောက်ပြီဆိုတာနဲ့ပျက်စီးမှုလမ်းကြုံတွေ့ရတာပဲလေကျွန်တော်အနောက်ရှက်ဆိုတော့ပေါ်တယ်ဗျာအနောက်ရှက်ဆိုတော့ပေါ်အဲ့ဟာတွေကို तू ကတိုက်မဲ့ခလုတ်တွေထိုးမဲ့အစူးတွေကို ဖယ်ရှားလိုက်သူတို့ပါပဲကောင်းပါလေမကောင်းနဲ့အဆိုးကောင်းအဆိုးကောင်းနဲ့ तू तू อ่ะไอ้ยอมมาวาทนาบายเนี่ยมิบะတွေကလည်းမြောက်စားလို့ပေါ့မြောက်စားတော့ဒီရင်ကျင်းမှုရောက်သွားတယ်ဒီမြန်မာနိုင်ငံရင်ကျင်းမှုတောင်တောင်မဟုတ်လေသူလည်းရင်ကျင်းမှုဖွဲ့ရပြီးသားလေဖွဲ့ရပြီးသားမင်းသားတယောက်ဘူးဆိုတော့ဒီအပြင်ကတောင်တောင်วาทนาบายเนี่ยဖြစ်လာတာမှမဟုတ်ဘူးတော့စီးစနစ်ကြတယ်လို့ပြောရမှာဟုတ်တယ်ကျွန်တော်လည်းစင်လို့နေပါ ဟုတ်တယ်တချို့ကြရဟိုမင်းမင်းနေဇာတန်သပင်းမရှိလို့အမင်းရှိဟိုကပြောပါတယ်မဟုတ်အောင်သူမဟုတ်ဘူးလို့ကျွန်တော်လန်သူလို့လူတွေခဏလာမှာဟမ်ရှင်လေးအခုပြောတဲ့နှခန်းနှခန်းလေးနဲ့မသိဘူးလားနှခန်းလေးနဲ့မျက်လုံးလေးနဲ့သူ့လိုပဲညှို့မျက်လုံးလေးပါတယ်လန်စဘူးနဲ့အောင်စဘူးဘယ်သူကပို့ပြီးတော့မက်ကလေးပြည့်တက်များလဲဟာလန်စဘူးကများတော့ဒါတော့ကိုဘကကိုဘမှရှိနေတဲ့မိန်းကလေးတို့ဟိုဘနဲ့လေးလေးသွားလိုက်ပါဦးအာနာနေလို့တရိုးတို့ထုတ်နေရတာ